ဟယ်လိုအားလုံးပဲမင်္ဂလာညချမ်းလေးပါခင်ဗျာဆိုတော့ကျွန်တော်လီဗာပူးတင်ရတော့လက်ရှိအပြောင်းရွှေ့ဈေးကွက်မှာဆိုလို့ရှိရင်တော့ပရိသတ်တွေကိုပျော်ရွှင်အောင်ပြုလုပ်ပေးနေပါတယ်လီဗာပူးကတော့ share ကွတ်နေပါတယ်ပေါ့နော် share ချက်နေပါတယ်ဆိုတော့အဲစကိုတင်ဖန်တွေအနေနဲ့လည်းလီဗာပူးအသင်းရဲ့လူခေါ်ယူမှုတွေအပေါ်မှာပေါ့နော်အားရပြီးတော့လာမယ့်ရာသီအတော့လဲဒါလီဗာပူးအသင်းကိုအာရှေ့နေကြမယ်လို့ထင်ပါတယ်အာကိုနိုင်ရဲ့လီဗာပူးဖန်ဆိုတဲ့ခါကြတော့ပေါ့နော်ကိုအသင်းကိုအာ ရန်ပေါ့နော်ဟိုဘယ်လိုပြောမလဲအားရတဲ့လက်ရှိရာစီမှာပေါ့နော်ခေါ်ယူလူခေါ်ယူမှုအပိုင်းလေးတွေကိုဒါ offer ချီအနေနဲ့လဲမထင်ထားလောက်အောင်ကိုရှိရာစီတွေမှာငွေမတုံးခဲ့ပဲနဲ့လက်ရှိဒီရာစီမှာတော့ငွေတုံးတော်တော်လေးကျန်းနေတာမျိုးရှိတယ်ဆိုတော့ဟိုပန်ရှင်တွေအပေါ်မှာတော့ကျွန်တော်တို့အနေနဲ့ပေါ့နော်အမြင်လေးတွေပြောင်းလာပြီးတော့လက်ရှိပြောင်းရွှေ့မှာဒါဂျူဟင်ရီရို offer ချီအုပ်စုကိုချီတူရမဲ့အနေထားလေးဖြစ်လာပါပြီ Okay ဆိုတော့လက်ရှိမှာဆိုလို့ရှိရင်လဲကျွန်တော်တို့ဒါ frame bound Florian Wurz အပြင်ပေါ့နော်ဒီနေ့မှာပဲအလုံးကြီးကြတဲ့အတိုင်းပဲ Carras လေးရလဲကျွန်တော်တို့ Liverpool အသင်းနဲ့ Harry Go သွားပါပြီဘုံမောင်အသင်းနဲ့ကျွန်တော်တို့ Liverpool အသင်းကတော့ Carras လေးအတွက်ကိုပေါင်တန်း40နဲ့သဘောတူညီမှုဒီနေ့မှာပဲရရှိခဲ့ပါတယ်ဆိုတော့ပေါင်တန်း40နဲ့ပေါ့နော်ဒါ Carras လေးကိုရရှိခဲ့တာကတော့ကျွန်တော်တို့ Liverpool အသင်းအတွက်တကယ်ကိုတန်တဲ့ကောင်းမွန်တဲ့ ခေါ်ယူမှုတစ်ခုဖြစ်တယ်လို့လည်းကျွန်တော်တို့ထင်ပါတယ်ဒီနေရာမှာလည်းအာ Richard Shu ကြီးကိုချီးကျူးရမှာလည်းဖြစ်ပါတယ် Richard Shu ကတော့ဘုံမောက်တင်းနဲ့ကောင်းမွန်တဲ့ဆက်ဆံရေးတွေရှိပြီးတော့ဒါဘုံမောက်တင်းကလည်းကျွန်တော်တို့ Liverpool တင်းကိုပြောင်းလာပြီးတော့အာကစား Driver Yaru နဲ့တာဝန်ယူတဲ့အနေအထားမှာဒီရာဒီမှာတော့သူ့ရဲ့စူးစမ်းအထောက်အမှုတွေကတော့အများထင်လာပြီးတော့လက်ရှိမှာဆိုလို့ရှိရင်လည်းဘုံမောက်တင်းနဲ့အာဆက်ဆံရေးကောင်းမွန်တဲ့အနေအထားအနေပဲတဆင့်အာပေါင်တန်း40နဲ့ ကာရက်စလီကိုခေါ်ယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ Okay ဆိုတော့တစ်ဆက်တည်းမှာပဲဒီဗီဒီယိုလေးမှာပြောပြပေးနေတာကတော့မက်ကူဟီနဲ့ကျွန်တော်တို့လီဗာပူးအသင်းရဲ့ update transfer news လေးကိုပြောပြပေးနေတာလည်းဖြစ်ပါတယ်။ဆိုတော့ရှေ့မှာကတော့အားရတဲ့အကြောင်းတွေပြောသွားပြီးထပ်ပြီးတော့အားရဖို့ကောင်းတဲ့သတင်းတွေနဲ့အတူလီဗာပူးအသင်းကိုနောက်ထပ်ကစားသမားတစ်တီရောက်ဖို့လည်းရှိပါတယ်။ဆိုတော့မနေ့ကကျွန်တော်တင်ပေးခဲ့တဲ့ transfer new အတိုင်းပဲပေါ့နော်လက်ရှိမှာကျွန်တော်တို့ liverpool အသင်းရဲ့နောက်ခံကစားသမားဖြစ်တဲ့ခွန်ဆယ်လေးကတော့ liverpool အသင်းကို ပေါင်34တန်းအပ်အွန်အပါပေါ့နော်34တန်းနဲ့ပြောင်းရွှေ့ဖို့အတွက်ကိုနောက်ဆုံးအဆင့်ကိုရောက်ရှိနေပြီနှစ်သိန်းကြားထဲမှာဆွေးနွေးမှုတွေပြုလုပ်နေပြီဆိုတော့ကွန်ဆယ်လေးကတော့လီဗာပူးအသင်းကိုပြောင်းရွှေ့ဖို့ရာခိုင်နှုန်းတော်တော်လေးကိုများသွားပါပြီဒါကြောင့်ကွန်ဆယ်ရဲ့နေရာမှာချက်ချင်းပဲလီဗာပူးအသင်းကတော့ခရစ်စတယ်ပဲလီအသင်းရဲ့ကပ္တိန်နောက်ခံကစားသမားမက်ကူဟီကို ခေါ်ယူဖို့အတွက်အာကြိုးစားလာပါတယ်ဒီနေ့မှလည်း update news တွေထပ်တက်နေပါတယ်အခုညာပြင်းပိုင်းမှာဆိုလို့ရှိရင်လေ football insider ရဲ့ဖော်ပြချက်အရဆိုလို့ရှိရင်တော့ liverpool အသင်းကတော့မကြခင်ရပ်ပိုင်းအတွင်းမှာ mcguhy ကို ်ပြောင်းရွှေ့ကြီးပေါင်တန်း90နဲ့ Crystal Palace အသင်းထံကိုတရားဝင်ကမ်းလှမ်းသွားဖို့ရှိတယ်ဆိုတဲ့သတင်းလေးကတော့ report လောက်လာတာမျိုးလေးရှိပါတယ်ဒါကြောင့်လည်းကိုကြီးကိုယ်တွေသိရအောင်တင်ပေးခြင်းလည်းဖြစ်ပါတယ်ဆိုတော့တစ်ဆက်ထဲမှာပဲဒါ McGuhee ကလေပဖူးအသင်းကိုပြောင်းရွှေ့ခြင်းနဲ့ဆိုပြီးတော့ Crystal Palace အသင်းပေါ်တွေကိုထုတ်ဖော်ပြောကြားသွားတယ်ဆိုတဲ့သတင်းလေးကလည်းလက်ရှိမှာ update တက်နေတာမျိုးလေးရှိပါတယ်ဆိုတော့ မကူကြီးကတော့ကျွန်တော်တို့ပုံကိုယ်ဆိုင်ရာသဘောတူညီမှုရရှိထားတာဖြစ်တယ်လို့အကိုအတင်းကိုပြောင်းရွှေ့ချင်နေတဲ့ကစားသမားဆိုတော့ကျွန်တော်တို့လီဗာပူးတင်ရတော့မကူကြီးကိုကြိုးဆိုပါတယ်မကြခင်ရပိုင်းအတွင်ဒီပြောင်းရွှေ့လေးဖြစ်လာမလားစိတ်ဝင်စားဖို့တော့ကောင်းပါတယ်ဆိုတော့ Crystal Palace တင်ရလဲသူတို့တင်ရအဓိကကစားသမားအတင်းကောင်းဆောင်ဖြစ်နေရဆိုတော့လီဗာပူးတင်ရကန်လန်းလာမဲ့ပေါင်တန်း90ကိုလက်ခံသွားမလား ခရစ္စတဘယ်လစ်သင်းကပြီးခဲ့တဲ့နှစ်ဇန်နဝါရီလကတော့ချက်စီးသင်းကမက်ကူဟီအတွက်ကိုပေါင်တန်း80နဲ့ကမ်းလှမ်းချက်ကိုတော့ပယ်ချထားခဲ့တာမျိုးလေးရှိတယ်။ဆိုတော့ပယ်လစ်အနေနဲ့ပြီးခဲ့တဲ့ရာသီလကလူမျိုးပဲမက်ကူဟီရဲ့ပြောင်းရွှေ့ခြင်းကိုပေါင်တန်း80လောက်များတောင်းမလာတစ်ချက်တော့စောင့်ကြည့်ရမယ်။ဒါပေမဲ့မက်ကူဟီနဲ့ခရစ္စတဘယ်လစ်အသင်းရဲ့စာချုပ်သက်တမ်းကတော့တစ်နှစ်ပဲကျန်ရှိတော့တာဖြစ်တယ်။ပြီးတော့ကစားသမားကိုယ်တိုင်ကလည်းလီဗာပူးသင်းကိုပြောင်းရွှေ့ခြင်းရယ်ဆိုတာကအသင်းပေါ်တွေကိုအားလုံးကိုအထုပ်ဖော်ပြောချတာဖြစ်တဲ့အတွက်ပေါ့နော်။ပယ်လစ်အနေနဲ့ကတော့ မက်ဂူဟီကိုပြောင်းရွှေ့ကြည့်ဘလောက်တတ်မှတ်ပြီးတော့လီဗာပူးတင်းကိုရောင်းချသွားမလဲဒါလေးကတော့စိတ်ဝင်စားဖို့ကောင်းပါတယ်ဆိုတော့အစအစရေကတော့ OK နေပြီဇာသမာကိုရိုင်းကအသင်းကိုပြောင်းကျင်နေတာဖြစ်တဲ့အတွက်ကိုလီဗာပူးအသင်းအနေနဲ့မက်ကူယူကိုခေါ်ယူဖို့အတွက်ကတော့ပုဂ္ဂိုလ်ဆိုင်ရာကတော့အထူးတလည်ညှိနှိုင်းဖို့မလိုတော့ဘဲနဲ့ပဲလစ်အသင်းနဲ့ဂျားထဲမှာသာပြောင်းရွှေ့ကြည့်အတွက်ညှိနှိုင်းရမယ့်အနေအထားမျိုးလေးပဲကြန့်ရှိတော့တဲ့ ပုံစံမျိုးလေးဖြစ်ပါတယ်ဆိုတော့ဒီအပြောင်းရွှေ့လေးကလည်းရှေ့တစ်ပတ်ထဲမှာဖြစ်လာဖို့ရှိရလို့တော့ကျွန်တော်အနေနဲ့ထင်ပါတယ်ကျွန်တော်ရှေ့ရပြောလို့ခွန်ဆက်လေးကလီဗာပူးစင်ကိုပြောင်းဖို့တော့တေချာတော့ဖြစ်သွားပြီဖြစ်တဲ့အတွက်ကိုကျွန်တော်တို့အတင်းရဲ့လိုအပ်ချက်အရာဆန်နာဘက်ကစားသမားတူမဖြစ်မနေပြန်ခေါ်ဖို့လိုပါတယ်ဒါကြောင့်မက်ကူဟီကိုလာမယ့်အပတ်မှာလည်းပပူးအတင်းနေနဲ့ခရစ်စတယ်ပဲလီအတင်းထောင်တရားဝင်ကန့်လန့်သွားမလားစိတ်ဝင်စားဖို့ဆက်လက်စောင့်ကြည့်ရမှာလည်းဖြစ်ပါတယ်ဘာပဲပြောဒီအပိုင်းကတော့ ဒီရာဒီပေါ့နော်လီဗာပူးတင်းရဲ့အပြောင်းရွှေ့တွေကတော့တော်တော်လေးကိုအားရဖို့ကောင်းပါတယ်မက်ကူရီတာရောက်လာမယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့အသင်းအနေနဲ့တော်တော်လေးကိုနောက်တန်းပိုင်းကပို့ပြီးတော့တောင့်တင်းသွားမယ်အနေအထားမျိုးလေးရှိပါတယ်ကာရက်စ်လေးလည်းရောက်လာပြီဆိုတော့အဲရေခုပ်စိတ်လှရှားဖို့ကောင်းနေပါတယ်ဆိုတော့ရာမဲ့ဆိုတော့လာမဲ့ရာဒီတင်းမှာလီဗာပူးတင်းအနေနဲ့နောက်ထပ်အောင်မြင်မှုတွေကိုရယူသွားမလားလက်ရှိခေါ်ရတဲ့လူစင်းကတော့တကယ်ရှည်အလူစင်းဖြစ်နေပါတယ်အမြင်လေးဒီ comment box မှာဝင်မြတ်ပေးသွားခဲ့ကြပါအောင်ကျေးဇူးတူပဲတင်ရှိပါတယ်အားလုံးပဲ good night ပါကျွန်တော်ရဲ့ SNTV လေးကို subscribe လုပ်ပြီးတော့အားပေးကြပါအောင်ခင်ဗျာကျေးဇူးတူပဲတင်ရှိပါတယ်ခင်ဗျာ